အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Rose ပါဒီနေ့မှာတော့ဆီယမ Heritage ရေးသားထားတဲ့ Right You Are Own History ဆိုတဲ့ဝတ္ထုလေးကိုအပိုင်း27အနေနဲ့ဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်မတွေ့ရတာဘလောက်တောင်ကြာနေပြီလဲ၃နှစ်လောက်တောင်ရှိရောပေါ့ နုသစ်အတန်ဖြစ်၏ရွှေခဲကကလထိုင်ပေါ်စိမ့်ပြင်းနေပြီးခြေချိတ်ထိုင်နေကဖူဖူကနေကြာစီတစ်ဖြောက်ဖြောက်ဝါနေ၏ဟိုမှာတငယ်ချင်းတတူရလဲနင်တို့လောက်တော့ close မဖြစ်ပါဘူးဟုတ်ပါ ဖူဖူတို့ကရွှေခဲစကားကိုထောက်ခံကြသည်2015တဲကမဆုံးဖြစ်တော့ပဲအခုအကြောင်းပေးရမှသာဆုံးဖြစ်ကြသဖြင့်ရွှေခဲအိမ်မှာလာစုနေကြခြင်းဖြစ်သည်ရွှေခဲကအင်ရှင်ပီပီအာလူကျော်အချင်းမောင်းတို့နေကြစီတို့ကအစလက်ဖက်ပွဲအထိဇပွဲပေါ်မှာအရှံပဲတဲခင်းဧကန်နေသည်ဇပွဲပေါ်မှာဖုံးသုံးလုံးကိုတော့ဇာပြာနစ်ချိတ်ဆက်စကားကူးရင်းအလုပ်ပေးထား၏အခုမှပြန်တွေ့သည်တငယ်ချင်းတွင်မို့ ဖုန်းကိုပင်တမင်တကာဘေးချထားကစကားလက်ဆုံးကြနေကြခြင်းဖြစ်၏။ဒါနဲ့ပူချုံးကမိထိတ်သားကိုကြိုက်နေရဆို။အေးလီရွှေခဲကနုသစ်အမေကိုခေါင်းငိမ့်ဖြေးရင်းနေကြစီအဝါမပြတ်ပဲဖုန်းကိုတစ်ချက်ငုံကြည့်လိုက်သေးသည်။အဲ့ဒီကောင်ဟာချိန်ပါကသူ့ချိန်လိုက်တဲ့ကောင်မလေးရင်သူများနောက်ပါသွားတာကြီးပဲ။ငါကတော့မိထိတ်သားကသူ့ကိုပြန်ကြိုက်နိုင်မယ်လို့မထင်ပါဘူး။ ူပူကသူ့ဘာသာပြောရင်မှတ်ချက်ပေးနေတော့ရွှေကမေတ္တာနဲ့ဥတော်ကိုပြေးမြင်မိသည်မေတ္တာကဥတော်ကိုသဘောကျသည့်အကြောင်းသူမကိုဝန်ခံထားမှုသည်ပဲမင်းကရော crush တွေပါရှိနေပြီလားရွှေကဥတော်အကြောင်းဆက်ဆက်စဉ်းစားမိနေစေမှာ ဖူဖူကကောက်ခါငင်ကမေးလိုက်သဖြင့်ရွှေကဲထိတ်ခနဲဖြစ်ကခြေချင်းချိတ်ထိုင်နေသည့်ခြေတော့ပင် ပုတ်ခနဲပြုတ်ကျသွားသည်ဇပွဲခြေတော့ကိုတိုးတိုက်မိသွားသဖြင့်ဇပွဲပေါ်ကပကံတွင်မုတ်ထုတ်တီပါရင်းခါကုန်၏ဟဲ့ဟဲ့အမလီနူတတိုအလန်တကြားဖြစ်ကုန်ကဇပွဲကိုအနိုင်နိုင်ထိန်း၍မြေပေါ်ကျသွားသည့်မုတ်ထုတ်တီကိုပြန်ကောက်ရသည်ရွှေကဲရဲ့ဒါလေးမိတာကိုအဲ့လောက်လန့်เสียလား နုတကဖိတ်စင်ကြသွားသည့်နေကြစည်းတွေကိုနှမျောတလူငုံကြီး၍ရွှေကဲကိုငော့ဤအလောက်ပြရခတ်နေပုံထောက်ရင်ရှိနေပြီထင်တယ်။ဘသူတော့ပြောစမ်းမအောင်။ဟာမရှိပါဘူး။သူများကို crush ရတာ။ငါကမင်းသားတွေပဲကြိုက်တာ။ရွှေကဲစွညွန်းနေတာကိုနုတနဲ့ဘူဘူးကမယုံသင်တာပုံစံနဲ့ကြည်နေကြ၏။ရွှေကဲကညာပြီဆိုမျက်နှာဟိုလဲဒီလဲနဲ့မူပြတ်သက်သည့်အချင်းကိုသူတို့တိနေကြသည်ဖြစ်ရ။ငါတို့မျက်နှာတက်တက်ကြည့်ပြီးဖြေစမ်းမှာ။ ။အော်တကယ်ပါဆိုငါကတွေ့ရင်ပြောမှာပေါ့။အခုငါအရန်သဘောကျနေတယ်မင်းသားတယောက်ရှိတယ်။ Secretary King ကလည်းကမင်းသားလေ။အာဘတ်စောကျွန်းလား။ Yes ။ तू ကစမှတ်ပဲ။သူ့ကိုတော့ငါတို့လည်းစိုက်တယ်။ crash အကြောင်းအတင်းမင်းနေသည့်နှစ်ယောက်ကို ကိုရီးယားမင်းသားအကြောင်းစကားလမ်းကြောင်းလွေလိုက်မှအသက်ရှူချောင်တော်သည်မဟုတ်လည်းသူတို့အတင်းမင်းနေပုံနဲ့သူမမညာသက်သည့်အကျဉ်းကြောင့် ရင်ထဲကတန်ရန်ဇာတာတွေအကုန်ပေါ်သွားမှအရှက်ကိုရကြည်ဖုန်းထဲကစကားတွေပြရင်ကူရင်ဒရမာတွေအကြောင်းစကားဝိုင်းဖွင့်နေကြစီအဲ့ဒီတမာပင်ကအရှိတ်ထွက်နေတဲ့အမြင့်ပင်လောက်ပဲခုတ်ကြလော့စပီကာနဲ့အော်တန်ကိုကြားလိုက်ရကသုံးယောက်လုံးခေါင်းထောင်သွားကြသည်ဆရာတော်ကလူပူလိုက်ပြီးအော်ပြောနေတာလား ကျောင်းပည့်ရဲ့ရွာပြန်လာတော့မှဆရာတော်အုတ်ကြီးအစ်စ်ဖြစ်သွားကြောင်းသိရ၏ရွာလန်းတွေပြန်လည်ပြုတ်ပြင်းနေတာကိုလည်းတွေ့ရသည်အုတ်ကြီးအမိတ်ဆိုပေမဲ့အုတ်ကြီးကိုယ်တိုင်လိုက်ပါစောဩလိမ့်မည်ဟုတော့မထင်မှတ်ခဲ့သဖြင့်ရွှေကဲတို့အံ့ဩနေကြသည်ဆရာတော်ကတကယ်လို့လုပ်တဲ့အုတ်ကြီးနော်ဘယ်လို့မဆိုစည်စနာထားတာရမ်းသိတာတဲ့တို့ကျောင်းမှာခဏတပြုတ်ဆလာတင်တာတော့တိတ်ချတင်ပြီးသွားတာငါကတော့ကြိုက်တယ်ပူပူကလူမမြင်ရသေးပဲချီမုံကန်ဖွင့်နေလေရင်နူတစ်ကပူပူကိုမျက်လုံးဝင်းကြည့်သည် ဘာကြိုက်တာတော့နင်ကဩအုတ်ကြီးအလုံးလုံးပုံကိုပြောတာပါဟဲ့2မျိုးထင်မနေစမ်းပါနဲ့သုံးယောက်လုံးစကားသံတွေ ခနာသိသိသွားကြစေ။အော်တန်ထွက်လာပြန်သည်။ဒီနားကပျောက်ကြားပင်တွေဓာန်ပင်တွေလာနှုတ်ကြစမ်းဟိ။ပျောက်ကြားပင်တွေဓာန်ပင်တွေဆိုမှ ရေခဲခါမှတ်သွားသည်။ဒီလမ်းမှာအဲ့ဒီအပင်တွေစိုက်သည့်အိမ်ဆို၍သူမအိမ်တအိမ်နဲ့သာရှိသည်။ ကိုနေရှိတရွေအပင်မန်းခံစိုက်ပြူးထားရသည့်အပင်တွင်ဖြက်စီးခံရမှစိုးသည့်စိတ်ကြောင့်ကလထိုင်ပေါ်မှဝုန်းကနေထရခုံပေါက်ကအိမ်ရှိပြေးလာသည့်ဤခမောက်ကြီးစောင်းထားလျက်လော့စပီကာကိုင်း၍ကြကြနနရက်နေသူကရွှေခဲပြေးလာတာကို မြင်တော်လဲအပင်တွေကိုတပင်မကြမ်းနှုတ်ဖို့ကသာခတ်တည်တည်ညွန်ကြားနေသည်ဥတော်ရွှေခဲခေါ်တန်းခတ်ဆောင်ဆောင်ထွက်လာတော့သူကမေးဆက်ထူသည်ဟုတ်ကဲ့ပြောပါခမညာ ဒီအပင်တွေကိုတော့မနှုတ်ပြနေလေတမိစိုက်ထားတာကိုလမ်းပြမှုအတွက်လိုအပ်လို့ဒီအပင်တွေကိုနှုတ်ပြရုံနဲ့မကခမားလေးတို့အိမ်ချန်စည်းယူပါဖြိုချမှာပါခမားဟာဥတော်ကလုတ်ပြန်ပြီရွှေကဲသူ့ကိုမျက်ခုံးတွန့်ကြည့်၍ခြေဆောင်နှကန်းစုသွားသည်လမ်းပြမှုအတွက်ဆိုပြီးသူများစိုက်ထားတဲ့အပင်တွေဆွဲနှုတ်ပြတာကောင်းလား ကောင်းတာပေါ့မျက်စိနှောက်တက်တာလေလေမဟုတ်ရင်အဲ့ဒီပန်းပင်တွေကညှို့ချပြီးကြွေကြကုန်တော့အမိုက်ရှုပ်တယ်မတိဘူးမတိဘူးခြံစည်းရုပ်ပြင်ပြီးရင်တော့အဲ့ဒီအပြင်တွေပြန်ဆိုင်ပေးရမှာပဲမဟုတ်ရင်ဥတော့မခေါ်တော့ဘူးတမိနဲ့အပြက်ပဲလို့သာမှတ်လိုက်တော့သူ့ကိုစိတ်ဆိုးမှန်ဆိုးနေရန်တွေ့လျင်သူကလော့စပီကာခြင်ထားသည့်လက်ကိုနောက်ပိုး၍ရွှေခဲမျက်နှာနာငုံမူလာကဘာကိုပြတ်မှာတော့ပြောပါဦးအနီးကဆူဆိုက်ကြည့်၍တိုးတက်တဲ့မိမရွှေခဲ ကိုစကားမှမှန်း တီလိုက်ကသူ့ရင်ဘက်ကိုတွန်း၍အနောက်ဆုံးရက်သည်သူကိုမျက်စောင်းထိုး၍အိမ်내ပြန်ပြေးလာခဲ့သည့်အထိမျက်နာတွေထူပူနေစေဘာတွေသွားပြောလိုက်တာလဲမိရွှေခဲ့ရဲ့စောက်တလွဲအတိတ်ပဲတွေဖြစ်ကုန်ပြီကိုကောင်းကိုပြန်ထူး၍အပြစ်တင်မိရင်နုသစ်တို့နာပြန်ရောက်လာတော့နုသစ်ကရွှေခဲမျက်နာနီနေတာကိုတတိထားမိသွား၏ဘာဖြစ်လာတာတုံးရွှေခဲဘာမှမဖြစ်ဘူးရွှေကကလထိုင်းမှာပြန်ထားရင်မျက်နာကိုတစ်ချက်ပုတ်သက်၍ကောင်းခါသည်ဇပွဲပေါ်ကကိုလာဘူးအဖုံဖွင့်၍ ကိုလာတွေမောတောက်လိုက်ရင်မျက်နာပူခြင်းကို ဖုံးကွယ်လိုက်ရည်။ဘာမှမဖြစ်ဘူးသားဆိုတယ်။နေမျက်နာကနီးနေပါလား။ရွှေကဲကိုလာတွေငုံထားရင်မျက်မှောင်ကျုံနဲ့ခေါင်းခါညင်းပြန်သည်။လာလာကိုတော့ရေဒီနေ့တော့အိမ်မှာထမင်းစားတော့ပါ။မင်းကိုကြွေးကျင်လို့ဒေါ်လေးမနှက်သေးကချက်ပြုတ်ပြင်စင်နေတာ။ ထမင်းစားခြင်းရောက်ပြီမို့လုံအားပေးအဖွဲ့တွေထမင်းစားပြန်သွားကြပြီဖြစ်ကသူတယောက်ပဲအလုတ်လက်စားတဲ့ရင်ကြံရည်ခဲ့သည်ဒေါ်ရှူရန်ကသူ့ကိုထမင်းစားဖို့လမ်းဘက်အထိတကူးတကားလာခေါ်သည်ဖြစ်တော့အိမ်ဝိုင်းထဲဝင်လာသည်မကြီးပင်အောင်မှာဝိုင်းဖွဲ့နေကြသည့်အုပ်စုစီအကြည့်ရောက်သွားခဲ့လျင်သူ့မျက်လုံးတွေနဲ့ထိုစီမှာပဲဒလင်ကရက်တန့်သွား၏ရွှေကဲသူ့ဝင်လာတာကိုလှမ်းကြည့်နေမိရင်သူ့မဘက်ကိုရောက်လာသည့်သူ့အကြည့်တွေနဲ့စုံလျင် ပဇက်တဲ့ငုံထားသည့်ကူလာတွေတဟုတ်ဟုတ်တီရော်သည်ဟဲ့ဟဲ့တီးကုန်ပြီလောက်ကြပါအောင်ဖူဖူတို့နူတတို့ပြာရာခက်ကုန်ကရွှေခဲကိုတရှူးစာကမ်းပြီးနောက်ကျောကိုထုပေးနှင့်ပြာများသွားကြ၏ရွှေခဲကတော့ပြင်းရှာရှာကတ်တွေလဲချောင်းနဲ့လမ်းလွဲစီးဝင်လာတာကို မချိမဆန့်ခံနေရကအတန်အောင်မထွက်နိုင်တော့ကြီးရွှေခဲတော့ဒီနေ့ဘာဖြစ်နေမှန်းကိုမသိဘူးမူတွေပြက်လိုက်တာနော်ဟွန်း နုတိကကိုလာရီပေကုံသည့်ကလထိုင်လျမ်းကိုတရှူးစားနှင့်သုံးရင်းတန်တရများနှင့်ကြည်သည်ဆရာတော်ကသူ့အပင်တွေကိုနှုတ်ပြလိုက်လို့မကြင်မနက်ဖြစ်နေရရှိမှာပေါ့ဟုတ်တယ်မို့လားရွှေကဲဖူဖူကသူထင်ရတွေတွေး၍မေးနေပြန်သည်ရွှေကဲခေါင်းမညိတ်ခေါင်းမခံနိုင်မဲ့အသက်ကိုပုံမှန်ဖြစ်အောင်မနေပြန်ရှူနေရစေအိမ်ထဲမှာအမေခေါ်တန်းကိုကြားလိုက်ရသည်သမီးရေဒီကိုခဏလာခဲ့အောင်ဟောဒေါ်လင်းနင်းကိုခေါ်နေပြီသွားသွားငါတို့လည်းအိမ်ပြန်လိုက်အောင်မယ် နုသစ်နှစ်ပူပူတို့နှုတ်ဆက်အိမ်ပြန်သွားကြမှာရွှေခဲပစ္စည်းတွေဇပွဲတွေပြန်သိမ်း၍အိမ်내ပြန်ဝင်လာသည်တော်ကစင်ဟနာမှာခြေလက်စီနေကဒေါ်ရွှေရန်ကတော့အတွက်ထမင်းပွဲဟင်းပွဲတွေပြင်ပေးနေရင်ရွှေခဲကိုလည်းကုပြင်ပေးဖို့အမှုအရာနဲ့တတိပေးသည်ရွှေခဲမိဖို့ကြောင့်လည်းကဟင်းပကံတွေအကုန်သေး၍ဇပွဲပေါ်နေရာတကြားချပေးရသည်တော်တန်းလျာမှာဝင်ထိုင်း၍လက်တုပ်လိုက်ပြီးမှ ဟင်းတွေကစုံလို့ပါရောဒေါ်လေးတို့လည်းကျွန်တော်နဲ့အတူတခါလဲဝင်စားလေနေပါစေဒေါ်လေးကတမိဖေကိုစောင့်ရအောင်ပါမင်းမဲစားပါသူ့ထမင်းပကံနဲ့ဇွန်ခရင်တက်ပေးထားတဲ့ဖြစ်သူလက်စေးပြီးကမှဇွန်ခရင်နဲ့စားရတော့သည်ဒေါ်ရှိရန်ကသူ့မျက်နှာချင်းဆိုင်ဘက်မှထိုင်း၍ရက်ခတ်ပေးကဟင်းတွေကိုလည်းထည့်ပေးနေသည်ကိုယ်တော့စားတော့ဒေါ်လေးကအမကိုတော့မင်းကိုထမင်းဖိတ်ကျွေးမယ်ဆိုပြီးမင်းအကြိုက်တွေမေးထားတာကြာပြီ သူ့ကိုပြောရင်ငါဟင်းဘက်ကိုရောင်ရမ်းထည့်ပေးပြီးမှသူဇွန်းခရင်နဲ့စားနေသည့်အဖြစ်ကိုတတိယသွားကအဲကိုတော့ဇွန်းနဲ့စားနေတာမေ့ပြီးငါဟင်းထည့်ပေးမိတယ်ကြိုက်ရလားမသိဘူးရတယ်ဒေါ်လီကျွန်တော်ငါဟင်းစားပါတယ်သူကအေးဆေးစွာပြောလိုက်တော့လေဒေါ်ရှူရန်ကငါယူနှုံပေးရမလို့လို့ငါဘက်ပဲပြန်ဆယ်ရမလို့လို့နေပြများနေပြီးမူရုမတက်ရနေသည့်ရွှေကဲကိုမျက်ရိပ်ပြသည် ငါယူနှုံပေးလိုက်စမ်းဆိုသည့်တဘောရွှေကဲမတိမတနှခန်းတွွင့်၍လက်ဆေးလိုက်ရသည်လက်ဆေးပြီးမှသူ့ဘီမှဝန်ထိုင်ကသူ့ပကံထဲကငါးဘက်ကိုဆဲ၍အယွန်းနှုံပေးရသည်သူကမျက်လုံးတစ်ချက်ပဲဆွေကြည့်ပြီးထမင်းစားမပြတ်ချီရွှေကဲမှသာငါအယွန်းနှုံပြီးငါအတုံးလေးတွေသူ့ပကံထဲထည့်ပေးရင်သူနဲ့မျက်လုံးချင်းမစုံမိအောင်မနှဲထိန်နေရသည် ။သမီးကလည်းဥတော်ကိုဖော်ယူမှုနဲလိုက်တာထမင်းထက်ယူအောင်မလားဘာလားမေးစမ်းမှအေးတကယ်အကုန်လိုက်ပြောနေရတယ်။ဒေါ်ရွှေရန်ကရွှေခဲမထုံတဲ့သေးလုံနေပုံကို အားမလို့အားမရဖြစ်လာဟန်ဖြစ်သူ့ရှိမှပဲစူပူနေတော့ဤသူကကျွန်တော်ကိုစိတ်ကောက်နေတာဒေါ်လေးသူ့အပင်နဲ့နှုတ်ပြလို့တဲ့။သူ့အပြောကြောင့်ရွှေခဲသူ့ကိုသွားချင်းစေ၍အန်ကျိတ်ကြည့်သည်။ အမလီဟဲပြန်ဆိုင်ရရသားပဲဟာကိုမင်းညမဟာလေကြံဖန်ပြီးတော့ကိုစိတ်ောက်တတ်တယ်မင်းလည်းသူ့ကိုအလိုမလိုက်နဲ့နော်အသက်ကပြည့်20လဲရောက်နေပြီအခုဒီကလေးဆိုးဆိုးတော့ကြားရလားဒေါ်လေးကအလိုမလိုက်နဲ့တဲ့သူကရွှေခဲပဲလဲ၍တီတူပြောရင်ဒေါ်လေးသမီးကသူ့အပင်နေဆိုင်မပေးရင်ကျွန်တော်ကိုမခေါ်တော့ဘူးလို့ကြိမ်းထားသေးတယ်ဟာဥတော့နော်ရွှေခဲငါရုံနှုတ်မပြီးသေးပဲထရက်ကအကျင့်မကောင်းတဲ့လူကြီးမိမိကိုပဲချုံနေလိုက်တော့ငါရုံနှုတ်မပြီးတော့ဘူး လက်ကြံငါးဘက်ကိုသူ့ဇွန်ဘော့ခက်ဆောင်ဆောင်တင်၍လက်သွားစီဤဟဲ့ဟဲ့ကြည်စမ်းသူများထမင်းစားနေတော့ကိုအဲ့လိုထမသွားနေလေရွှေကလေးဒေါ်ရွှေရန်တမီးကိုစိတ်တို့ရသူ့ကိုအားနာရနေမျက်နာပြက်နေသလားတော့ကထမင်းလို့ဝါရင်ကြိတ်ပြုံနေသည်သူဒီလိုမျိုးမပြုံးရတာဘလောက်တောင်ကြာခဲ့ပြီလေရွှေကလေးကိုမြင်တိုင်းရင်ခုန်သည်သူမလေးအကြောင်းတွေးတိုင်းကျဉ်နူးမိ၏ သူမမျက်စောင်းထိုးတာကအစနှက်ခမ်းစုစိတ်ကောက်တက်သည့်အမှုအကျင့်တွေအားလုံးကိုနှစ်ပေါင်းများစွာအလိုရနေခဲ့တော့လေရိုးရီမတော်နိုင်ပဲအသေးရနေမိစေရွှေကလေးဒါကဘယ်သွားမလို့တော့ရွှေကလေးကဖြင်းဆောင်ပိုင်းကိုခေါင်းပေါင်း၍တနေရရသွားမိပုံစံနဲ့ထွက်လာသည်အချွေးသွားတောက်မလို့ဘဲအိမ်သွားတောက်မှာတော့ညီးကမောင်ငွေစင်တို့အိမ်ရွှေကလေးကနောက်လဲမကြည့်ပဲဖြေ၍ ခြေလန်းကျဲများနဲ့ပေါက်ဆက်ပေါက်ဆက်ထွက်လာခဲ့သည်အိမ်နှင့်တလန်းကျော်ကမငွေစင်တို့အိမ်ကို10မိနစ်ကြာလျှောက်ခဲ့ပြီးထိုအိမ်ရှိရောက်တော့အတန်လှမ်းပေးသည်မငွေစင်ကိုမတွေ့ရဘဲသူ့အမေဒေါ်စပယ်ထွက်လာ၏ဟော်ရွှေကဲလေးပါလားဘာကိစ္စတော့မငွေစင်ရှိလားအကျွေးလာတောင်းလားရွှေကဲကစကားတွေခင်းမနေပဲလူရင်းကိုသာပြောလိုက်သည်အကျွေးဟုတ်လားဘယ်တော့မှယူထားလို့တော့ယူထားတာမှကြားလာပြီးရွှေကဲမန္တလေးမပြောင်းခင်ကလေးကပဲ အခုတော့ငွေစင်မရှိဘူးသူပြန်လာမှတေချာမေးပေးမယ်ဒေါ်ဆန်ကအကျွေးလာတောင်းသည်ဟုပြောကလေးကမျက်နှာပြောင်းလဲသွားကပြန်ပြောပုံကဖော်ယူမှုမရှိဟာအဲ့လိုပဲရမလဲသူမရှိရင်အကြီးဆန်ကပေးရမှာပေါ့ဟဲ့ငါစီမှာဘလို့လို့ရှိမတော့ငွေစင်ပြန်လာမှမေးပေးပါမယ်ဆိုအကြီးဆန်ရဲ့အကြီးဆန်သမီးကချီးထားတာကြာလာနေပါပြီဆိုမှစေးဖို့လိုတဲ့ဆိုပြီး9000ချီးသွားတာအဲ့ဒီနေကလေးကပြန်ဆက်ပါမယ်ပြောပြီးပုံကိုမလာတော့ဘူး ။အော်အေးညီးကလည်းငါးတောင်ဆိုတာနဲတာမှမဟုတ်တာ။ဘက်နဲ့အလွယ်တကူရှိပါမလို့။အေးအမျိုးတွေပဲ။ရန်နဲ့နဲ့တော့စိုက်ပါအောင်။အမလီအကြီးဆန်ရဲ့ဆေးဘူးဆိုပြီးချီးသွားတဲ့ပုစံကြတော့ဟိုရက်ရွှေဒီရက်ရွှေနဲ့မနေ့ကတော့နှလုံးထိုးတာငားတောင်ဘူးဆိုတရင်တိကြကိုရထားတာနော်ဒီရချင်းလာတောင်းတာနောက်တောင်းကြနေပြီအဲတော်ပါဒီငားတောင်လေးကိုကတ်သက်ပြောနေသေးတယ်ဒေါ်ဆန်ကအင်းရှင်မပီးသားနိုင်တော့ပဲလေတန်မာလာတီ ပြောရမှာပဲအရေးစံအဲ့ဒီပစံကိုစေးဖို့လို့တဲ့ဆိုပြီးအားလာပြီးချီးလိုက်တာတိတ်ပေါ်လွန်းလို့ပျော်ပျော်ကြီးချီးလိုက်တာမဟုတ်ဘူးဘသူကရောပျော်ပျော်ကြီးချီးကနေလို့တော့ပြုံးပြုံးလေးနဲ့ပြန်ဆက်ပါမယ်ဆိုပြီးအာမဘန်နီခံသွားတာလေအဲ့ဒါကြောင့်ကျွေးယူတော့ပြုံးပြုံးတောင်းတော့မုံမုံလို့ပြောကြတာဒီပစံ၅00လေးကိုဘာလို့အဲ့လောက်တောင်းရခက်နေတာလဲပေးပါအမြင်မြန်ရွှေခဲကမပေးမချင်းပြန်မိပုံမပေါ်တဲ့ဖြစ်ဒေါ်ဆန်စိတ်ညစ်သွားသည်ညီဟာလေးညီရမေသဘောကောင်းတဲ့လောက်ကို အပေါက်ဆိုးတဲ့မင်းကလေးပဲအဲ့ဒီလိုအပေါက်ဆိုးဆိုးနှုတ်လန်ထိုးတတ်ပုံနဲ့လင်ကောင်းသားကောင်းရပါကိုမဟုတ်ဘူးငါစီတပြားမှမရှိဘူးဟေလိုချင်ရင်အရှိနာကမိစန်းတို့အိမ်မှာငွေစင်းရှိတယ်သူ့စီလိုက်တောင်းကြည့်အကျွေးလေးတစ်ခါပဲတောင်းမိပါတယ် ပစံမရသည့်အပြင်အပေါက်ဆူးလုံလို့လင်ကောင်းသားကောင်းမရနိုင်ပါဟုအပြောခံလိုက်ရသည်ဖြင့်ရွှေကဲအောင့်တက်တက်နေပြန်လှည့်လာကထိုလန်းတွေကဒေါမီဆန်တို့ဈေးဆိုင်တို့ရှောက်ခဲရပြန်သည်ဒေါမီဆန်တို့ဈေးဆိုင်က ကုံစုံဆိုင်ဟုဆိုတော့လေဆိုင်ကိုကဘာယူပြီးနှလုံးတိုင်ချဲတိုင်နဲ့ဘင်ကိုဝိုင်းလောင်းကစားဝိုင်းများတွဲဖွင့်ထားသည်ဖြင့်အမဲလူလူလူစီကားနေတတ်၏ဟေ့ရွှေကဲဘာလာဝဲတာတော့ကိုရနေသည်ဆိုင်ရင်ကိုစိုးကြီးဆိုသူကမိသည် ဈေးလာဝယ်တာမဟုတ်ဘူးအကျွေးလာတောင်းတာရွှေခဲကပြောပြောဆိုဆိုဝါထရံကထားသည့်အနောက်ဖက်ခြမ်းသို့ဝင်လာသည်ဘင်ကိုစော့နေကြသူများနှလုံးသုံးလုံးလာထိုးကြသူများပြေရှံနေကမငွေစင်ကိုဘင်ကိုဝိုင်းမှာ အကြအနာထိုင်လျက်သာတွေ့လိုက်ရသည်မငွေစင်ရွှေခဲခေါ်တန်းကြောင့်မငွေစင်ကဘင်ကိုကတ်ခိုင်းထားရမှာလှည့်ကြည့်သည်။အော်ရွှေခဲပါလားဘာတော့အမစီပစံလာတောင်းတာအမရောက်ခဲ့ပြီးပြီးအကြီးဆံကဒီမှာရှိတယ်ပြောလို့လိုက်လာခဲ့တာ။ ရွှေခဲရဲ့နောက်နေ့ကျမှလာတောင်းရုပ်ပေါ်ဒီမှာအမရှုံးမရှုံးနေတာပေးစရာမရှိသေးဘူးမငွေစင်ကသူမကိုလှဲမကြည့်အားပဲသူ့ပင်ကိုကက်ကိုသာတဲကြီးမဲကြီးအာယုံဆိုင်နေတဲ့ဖြစ်ရွှေခဲထောင်းကနေဒေါသထွက်သွားကအမအဲ့လိုတော့မလုပ်နဲ့လေဗျာပတ်စံချေးထားတာရမ်းကြနေပြီပေးစရာမရှိသေးဘူးဆိုပြီးအခုကျဘင်ကိုဝိုင်းမှာလာဆော့နေတယ်မရဘူးနော်စေးဖို့ဆိုပြီးချေးထားတဲ့ပတ်စံအခုပြန်ပေးပါ အော်အေးမရှိသေးတဲ့ဟာဘလို့ပေးရမတော့နှလုံးပေါင်ရင်ပြန်ပေးပါမယ်ဆိုဒီမှာဝိုင်းကောက်နေတော့ကိုလာရွတ်နေတယ်သွားပါတော့အေး ရွှေကဲဘင်းကိုအစော့မပြတ်သည့်မငွေစင်ကိုစူးစူးရဲရဲကြီး၍တက်ခေါက်သည်တက်ခေါက်တံကအကျဲလွန်းသဖြင့်ဘေးကလူတွေလှည့်ကြည့်လာသည်ကိုပင်ဂယုမဆိုင်နိုင်တော့ပဲအိမ်တို့ပြန်ပြေးလာခဲ့သည်အိမ်ပြန်ရောက်တော့မကြီးပင်အောက်ကပင်စီအမြစ်ပေါ်ထိုင်ချား၍စိတ်တူနေလာကိုဘလို့ဖြေဖြောက်ရမှန်းမသိပဲခြေဆောင်လိုက်လက်သီးဆုပ်လိုက်နှင့်ကနာမငိဒေါ်ရွှေရန်နှစ်တော်ကရွှေကဲအိမ်ထဲပြန်ပြေးလာကလေးကမြင်လိုက်သဖြင့်သူမအနာတို့ကတုတ်ကရက်ရောက်လာကြသည်သမီးဘာဖြစ်လာတာတော့ ဒေါ်ရွှေရန်ကစိတ်ပူပန်စွာအမေးလိုက်ရင်ရွှေကငိုမဲ့မဲ့မျက်နှာနဲ့အန်ကျိလေရဲ့ဘာဖြစ်ရမလဲသမီးပစံကြပြန်မဆက်ပဲဘင်ကိုဝိုင်းမှာဘင်ကိုဆော့နေတာမငွေစင်ကသမီးကိုတော့လူကြားတဲ့မောင်းထုတ်လိုက်သေးတယ်။ညီးကလည်းအဲ့လိုဟာတွေကိုဘာဖြစ်လို့ပစံသွားချေးတာတော့မချေးနဲ့အနောက်ကိုရွှေကစိတ်ပြေသေးဖို့မပေါ်ပဲတကူလုံးတုံရင်နေတာကိုတော့ကတတိထားမိကအဲ့ဒီဘင်ကိုဝိုင်းကဘယ်အိမ်မှာလဲလိုက်ပြသူ့စကားကြောင့်ရွှေကမျက်နှာမော်လာ၏အရှိပိုင်းမှာသွားရအောင်လား သူကထရက်ဖို့ပြော၍သူမကိုဆွဲထုတ်လိုက်၏ထိုနောက်လမ်းပြင်မူပြန်ရောက်နေကြသည့်လူငယ်တချို့ကပါသူနှင့်လိုက်လာခဲ့ဖို့ခေါ်သည်ကုတော်တို့ကလည်းနေပူကြီးကိုကွဲအိမ်ထဲကဆိုင်ငယ်ယူသွားဒေါ်ရွှေရန်ကဆိုင်ငယ်ယူသွားဖို့ပြောသည်ဖြင့်တော်နေရွှေကဒေါ်မီဆန်းတို့ဈေးဆိုင်သို့ဆိုင်ငယ်နှင့်ရောက်လာကြပြန်သည်သူတို့နောက်မှလိုက်ပါလာကြသူတွေကလည်းရှေးစင်းနောက်စင်းပါလာကြ၏ဈေးရောက်နေသည့်ကုဆူကြီးကရွှေကဲအပြင်တောကိုပါမြင်လိုက်ရသည့်ဖြင့်အလန်တကြားဟန်ပြင်းမျက်လုံးပြူသွားသည်အထဲကလူတွေကို အတန်ပေးရနူနူသူ့ကိုကြိုးစိုးရနူနူနေထိုင်မလို့ထမလို့ဖြစ်နေစေမှာပဲတော့ကရွှေခဲနဲ့အတူထရံအနောက်ဘက်အကွယ်သို့ဝင်လာသည်အဟမ်းအတော်စီကားနေတာပဲသူ့အတန်ကြောင့်အလုံးလှည့်ကြည့်မိကြလေထိတ်လန့်ကုန်ကြသည်ဟာအုတ်ကြီးဟာဟုတ်တယ်ဒါတွေတိမ့်တိမ့်ကြမတရက်သူရဲ့ပစ္စည်းတွေတိမ့်သူတိမ့်နေရုပ်ရုပ်တဲတဲဖြစ်နေကြလေသူကဝါထရံမှာထောင်ထားသည့်ဝရင်းတုပ်ကိုဆွဲယူ၍ထရံကိုတပြန်းပြန်းရိုက်ကအတန်တွေ တိတ်ကြသွားအောင်ဟန်သည် ခမရတို့ဒါမျိုးမလုပ်ရဘူးလို့ကျွန်တော်အရင်အစည်းအဝေးမှာတတိပေးပြီးသားထင်တယ်။သူ့အတန်ကမာကျော်ကျဲလောင်နေသည်မို့ထိုသူတွေအားလုံးအတန်မထွက်ရဲပဲတိတ်ဆိတ်စွာရက်နေကြ၏။ခမရတို့တနေ့ကိုလုံအားကဘလောက်ရလဲ။ဒီမှာစုနေကြတဲ့သူတွေလည်းတနေ့ကိုဝင်းဝေး3000ကျော်လောက်ရတဲ့သူပါလား။3000ကများသေးတယ်2000ဝေးထား။တနေ့လုံအားက2000ရတဲ့သူပါလား။သူ့အမေကိုဘသူမှပြတ်မပြေးပဲညင်နေကြသည်။သူကရှေ့တက်တက်မှလူကိုလက်ညှိုးထိုးရင်း ်ခမားဘာလို့လုတ်တလဲဟုမေးလည်ရင်ထိုလူခဏကြောင်သွားပြီးမှမျက်ရည်နွားကြောင်လိုက်ပါတယ်ဟုခေါင်းငုပ်ဖြန့်ဖြီးတနေ့ပုံမလို့အားကဘလောက်ရလဲတနေ့ကုန်လိုက်ရင်9000ကျော်6000မှာခမားမှာမိန်းမနဲ့တားသမီးတွေရှိလားမိန်းမကဘာလို့လုတ်ကလေးရှိပါတယ်မိန်းမကပေါင်းထိုးနှံ့နှုတ်လိုက်ပါတယ်တားသမီးကဘယ်နှယောက်ရှိတလဲဘယ်ရွယ်လောက်လဲ3ယောက်ပါအကြီးနှစ်ယောက်ကကြောင်းတက်နေပါပြီအငယ်လေးကတုံးနေပဲရှိပါသေးတယ်။သူ့ဘာအတွက်ဒီလောက်ဆစ်ဆစ်ဆက်ဆက်မင်းနေမှမတိရတော့လေ မျက်နှာမျက်နှာတင်းနေသည့်သူကိုရှိန်နေသည့်ဖြင့်မေးသမမေးသမားအဖြစ်နေရသည်ကျွန်တော်ပြောမယ်ခမရောခမမိမရောနှစ်ယောက်လုံးတနေကုန်အလုတ်လုတ်တာတော့ တနည်းပုံမှန်ဝင်းနှင်းဝင်ကတသောင်းဝင်းကျင်လောက်ပဲရှိတယ်။စားဖို့တောက်ဖို့ဘာညာအတွက်သုံးရင်6000ပဲကျန်မယ်။ဒါအလွန်ဆုံးပြောတာနော်။ခမားတို့မိသားစုက9ယောက်ဆိုတော့အဲ့ဒီထက်ပိုကုန်ချင်းကုန်မှာ။ကျန်တဲ့6000တွေကကလေးတွေအတွက်လိုအပ်တာဘာညာကဝယ်ပေးရအောင်မယ်။ဒီကြားတဲ့အလုပ်ပင်ပန်းလိုနာမကျန်းဖြစ်ရင်စေးဖို့ကကုန်အောင်မယ်။အဲ့ဒီတသောင်းတွေကစုဖို့ဆောင်ဖို့ကျန်မအောင်မလား။စားဝတ်နေရေးအတွက်တောင်ငွေတသောင်းနဲ့မလောက်တာ။ခမားတို့ကလေးတွေပညာရေးကျန်းမာရေးရှေးရေးနောက်ရေးတွေအတွက်စဉ်းစားကြည့်ဘူးသလား။ငွေတသောင်းတော့ခက်ခက်ခဲခဲရှာနေရတဲ့အချိန်ခမားကဒီမှလာပြီးလောင်းကစားလုပ်နေတယ်။ ူကထိုလ်လူကိုပြောရင်အလုံးကိုပါဝေကြည်လိုက်ခါလောင်းကစားဝိုင်းနေမှာတုံးနေကြလက်သုံးစကားတစ်ခုရှိတယ်ငွေမျောရင်ငွေနဲ့လိုက်ဆိုတာငွေနဲ့လိုက်ရင်လိုက်ရင်အိမ်ပြုတ်ရာပြုတ်နဲ့စီးပွားပြတ်ပြီးမွဲသွားတဲ့သူတွေတပုံကြီးပဲငွေကိုဖြက်လန်းကလိုချင်တဲ့အကျိုးဆက်တွေပဲလောင်းကစားကိုဆွဲလန်းသွားရင်ဘဝပါပြတ်သွားနိုင်တယ်အဲ့ဒါကြောင့်လောင်းကစားမလုပ်ဘူးဥပဒေရပြင်းပြင်းထန်ထန်တားမြစ်ထားတာပြောကြစမ်းပါဦးလောင်းကစားလုပ်လို့ချမ်းသာသွားတဲ့လူဘယ်နှယောက်ရှိသလဲကျွန်တော်ကတော့လောင်းကစားကြောင့်မွဲပြကြပြီးဘဝပြတ်သွားတဲ့လူတွေပဲမြင်မှုသေးတယ် သူ့အတန်မှလွဲ၍ယနေ့သူတွေအားလုံးခေါင်းမဖော်ရဲပဲအတန်သိမ့်ငြိမ်နေကြစေခမရတို့ကငွေရတံမှုကိုမသိဘူးအချိန်ရတံမှုကိုလည်းနားမလည်ဘူးအဲ့ဒါကြောင့်ဒီမှလာပြီးအချိန်ကိုငွေဖြုံးနေကြတာရက်သေးရွာတဲ့ရံပွဲဖြစ်ရင်ဘယ်စီကလည်းမမီးနဲ့အရက်ဝိုင်းနဲ့လောင်းကစားဝိုင်းကပဲတယောက်နဲ့တယောက်အဝေးမတက်ညင်းခုန်ပြီးထိုးကြကြိတ်ကြတတ်ကြဖြတ်ချနဲ့ အချုပ်ထဲရောက်ထောင်ကျသွားတဲ့လူတွေရောမကြုံမှုကြလို့လားဒီလောင်းကစားဝိုင်းတွေအရက်ဝိုင်းတွေကြောင့်ပဲအကျင့်စာရိတ်တာတွေပျက်စီးကုန်ကြတာအချိန်တွေကုန်ငွေတွေကုန်ပြီးဘဝကအဆုံးသက်သွားကြတာကျွန်တော်ကတော့ကျွန်တော်ရသားတွေကိုအဲ့ဒီလူမျိုးဘဝကိုအတိတ်ပဲမဲ့အဆုံးသက်သွားကြမှာကြောက်တယ်စိုးရိမ်နေလူတိုင်းကကိုယ်ပန်ဝင်ခြင်းကိုကောင်းကျိုးမပြုနိုင်သေးရင်တော့ကိုကိုကိုကောင်းအောင်နေရတယ်ကိုမိသားစုအတွက်ဝင်တော့ဝင်ဖို့မဖြစ်အောင်နေရတယ်ခမည်းတော်ကလေးတွေသူများနဲ့တန်းတူရှင်သန်နေထိုင်ခွင့်ပညာသင်ကြားခွင့်ရဖို့အတက်နိုင်ဆုံးကြိုးစားပံ့ပိုးပေးရမယ်တာဝန်ရှိတယ် ခမားတို့ကိုတာဝင်ကိုမေ့ပြီးလောင်းကစားလုပ်နေခမားတို့ကလေးတွေလည်းခမားတို့ချေရလိုက်မြင်းကြမှာပဲအဲ့လိုဖြစ်ခံနိုင်ကြလားသူ့အမေကိုခေါင်းခါသူကခါနှုံမထုတ်ညင်းသူကညင်းဖြစ်အဖြစ်ပေးကြသည်အဖြစ်မခံနိုင်ရင်နောက်နောက်ဘယ်တော့မှလောင်းကစားမလုပ်ကြပါနဲ့တူးဒီတူးဒီမရောကြနဲ့ဒီနေ့ဒီဝိုင်းမှာတွေ့တဲ့လူတွေအားလုံးရောဒိုင်းကိုရောစရင်မှတ်လိုက်တယောက်မှမကြံစီနဲ့သူနဲ့အတူပါလာသည်ခြားတိတ်တယောက်ကစရင်မှတ်ဖို့စာအုပ်နဲ့ပေါ်ပြင်ယူလာကလူအလုံးကိုနမယ်နေ့တကွာစရင်မှတ်၏ စည်ရင်နဲ့ပါတဲ့သူတွေအကုန်ကျွန်တော်ရင်လာပြီးခံရင်ခံဝင်ထိုးပါဒဏ်ရိုက်တဲ့အနေနဲ့မနှက်ပြန်လမ်းပြင်ဖို့လိုအပ်ပြီးလာခဲ့ကြပါပြောက်ွက်သူရှိရင်ရဲခေါ်ပြီးစကန်ကိုပို့မယ်ကျွန်တော်ချင်းချောင်းနေတာမဟုတ်ဘူးတာဝန်အရလုပ်နေတာစည်ရင်ပေးပြီးရသူတွေပြန်လို့ရပါပြီဖိုးချစ်တို့မိုးဆွေတို့အမိုက်ပုံးတွေယူပြီးဒီပစ္စည်းတွေအကုန်သိမ်းပါတခုမှမကြံခဲ့စေနဲ့ လူတွေတယောက်ပြီးတယောက်ပြန်ကုန်ကြလေအမိုက်ပုံးယူလာသည့်ကောင်းလေးနှစ်ယောက်ကသူခိုင်းသည့်အတိုင်းဘင်ဂိုကတ်တွေချဲနှလုံးဖောင်ချစာအုပ်တွေအကုန်ဆွဲသိမ်းသွားကြသည်ဒိုင်ဖြစ်သည့်ကုဆိုးကြီးတို့မိစန်းတို့လည်းသူတို့တိမ်ကြုံရှင်းလင်းသွားသည်များကိုဒီတိုင်းရကြည်နေရတော့သည်ငွေစင်ဆိုတဲ့ညမခဏနေဦးလမ်းမရောက်နေပြီဖြစ်သည့်ငွေစင်ကို သူလှမ်းတားလိုက်ပြီးညမရွှေကလေးစီကချီးထားတဲ့ငါတော့ပြန်ပေးလိုက်ပါနောက်တခါသူများကိုပြန်မပေးနိုင်ပဲအချိန်ကမလုပ်ပါနဲ့လူမုံများတက်တယ် ရွှေခဲကသုံးနောက်မှာကက်ရနေတဲ့ဖြစ်ငွေစင်မနေတာတော့ပဲခါကြတဲ့လိထားဒီပစံတွေက9000နဲ့တရွက်ထုတ်ပေးလိုက်ရတော့သည်ရွှေခဲကပစံပြန်ရမှမျက်နှာကြည်လင်သွားသည်9000နဲ့တရွက်ကိုကြည့်ပြီးပြုံးနေတာကိုသူကငုံကြည့်နေ၏သူမမျက်နှာလေးမော်လာတော့သူမျက်ဝန်းနဲ့မျက်ဝန်းနဲ့နှစ်ဆုံးကတစ်ချက်အမ်းမိသွားလျက်ချက်ချင်းမျက်နှာငုံပြစ်သည်သူထိုအမူအရာလေးကိုချက်စနိုးကြည့်ရင်ပြုံးရိပ်တန်းနေတာကိုသူမမသိလိုက်ချေ နားဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ရက်တွေမှာနောက်ထပ်အပိုင်းတွေကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်။အားလုံးပဲပေးရနေရင်ကင်းရှင်းကြပါစေရှင်။